ားလုံးပဲမိလာပါရှင် VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စာပါဒီကနေ့ဂျွန်လ12ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့ Arakan တက်တော် ULAA ကရက်ခိုင်ပြည်ကိုခရိုင်ရှိခုဖြင့်ဖွဲ့စည်းတမလက်ရာမှာချင်းပြည်ပလဝမြို့နယ်ကိုလည်းရက်ခိုင်ပြည်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းလိုက်ပါတယ်ချင်းပြည်တောင်ပိုင်းပလဝမြို့နယ် စင်းစင်းကျေးရွာက မတိန်မှုကိုကြက်ငွေသိန်း100ဖြင့်ဂျေအေးပေးရန်ကရကတ်ရှိနေမိသားစုဝင်တွေကို အာခန့်တက်တော်အေအေးကစီယုံနေပါတယ်။တန်းစာမျိုးနယ်မှာရာတီပေါ်မှုချက်စားရာကနေအစာစိတ်တင်ပြီးအမျိုးသမီးတဦးဒေဆုံးကတဦးမှာကိုဝန်ပြတ်ကျသွားတဲ့တည်င်းတွေနဲ့တူတခြားစိတ်ဝင်စားစရာနောက်ဆုံးရတည်င်းတွေတိဆက်ပေးဖို့ရှိပါတယ်ရှင်။ အာရကန်တက်တော် ULAAA ကရခိုင်ပြည်ကိုခရိုင်ရှိခုဖြင့်ဖွဲ့စည်းတမတ်လိုက်ရမှာချင်းပြည်ဘလဝမျိုးနယ်ကိုလည်းရခိုင်ပြည်ရဲ့ခရိုင်တစ်ခုဖြစ်ထည့်သွင်းထားတယ်လို့သိရပါတယ်။ ULAAA ရဲ့အာရကန်ပြည်သူတော်လှန်ရေးအစိုးရကပြီးခဲ့တဲ့မေလတွင်မှာရခိုင်ပြည်ကိုပေါင်းတုတ်ခရိုင်စစ်တွေခရိုင်မြောက်ဦးခရိုင်မင်းပြခရိုင်ကြောက်ဖြူခရိုင်တောက်ကုတ်ခရိုင်တန်တွေးခရိုင်နဲ့ဘလဝခရိုင်စုပြီးဖွဲ့စည်းတမတ်ခဲ့တာလို့ရခိုင်သတင်းဌာနနရ်ကဖော်ပြထား ောင်တော်ခရိုင်ထဲမှာမောင်တော်မြို့နယ်နဲ့နေစစ်တွေခရိုင်မှာစစ်တွေမြို့နယ်တောင်ကြီးနယ်ပုံနာကျွန်းမြို့နယ်မြောက်မြောက်ဦးမြို့နယ်ကြောက်တော်မြို့နယ်ပြိုင်ခရိုင်ထဲမှာမင်းပြမြို့နယ်ပေါတော်မြေပုံမြို့နယ်ကြောက်ဖြူခရိုင်ထဲမှာမြို့မြို့နယ်ရံပြဲမြို့နယ်အမ်းမြို့နယ်အဲမှာတောင်ကုန်းအောင်မြို့နယ်တန်တွေးခရိုင်ထဲမှာတန်တွေးမြို့နယ် ကွာမြို့နယ်နဲ့ဘလဝခရိုင်ထဲမှာဘလဝမြို့နယ်တို့ပါရှိကြောင်းဖော်ပြထားပါတယ်။အဲဥပဒေတမှာပဟုခရိုင်မြို့နယ်တိုက်နယ်ကျေးရွာစင်းစားတဲ့အစ်စ်ငါးစင်းဖြင့်ဖွဲ့စည်းထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာမသိမ်းပြီး2021ခုနှစ်မတိုင်ခင်ကရခိုင်ပြည်နယ်ကိုခရိုင်ခုနှစ်ခုဖြစ်တဲ့စစ်တွေခရိုင်မောင်တိုခရိုင်ကြောက်ဖြုတ်ခရိုင်တန်တွဲခရိုင်မြောက်ဦးခရိုင် အခန့်တက်တော် ULAA ဟာချင်းပြည်တွေကအဲကို2020ဒါရီလာထဲမှာစစ်ကောင်စီတပ်ထံကနေတဲအောင်အုပ်ချုပ်ရေးလုပ်ငန်းတွေဖော်ဆောင်နေခဲ့ရကနေလက်ချခံပြီးရဲ့ခရိုင်တစ်ခုအဖြစ်တရားဝင်လိုက်တာဖြစ်ပါတယ်။အရခန့်တက်တော် ULAA ကချင်းပြည်ဘလဝမြို့နယ်ကိုရခိုင်ပြည်တွေကခရိုင်တစ်ခုအဖြစ်တတ်မှတ်လိုက်တဲ့အပေါ်အမျက်နှာပုံကကျေလောင်လောင်ထွန်း ချင်းနိုင်ငံရဲ့လေတာသုံးသက်သူတဦးကတော့ဝင်တဲ့ဒေတာကိုအပိုင်အဖြစ်သတ်မှတ်ခြင်းဟာအန်ကြာမလို့လားအသက်ပြဿနာတရက်ဖြစ်ပေါ် ULAAA ကမလုတ်တဲ့မလုတ်ထိုက်တဲ့စကိုကျူးလွန်လိုက်တာဖြစ်တယ်လို့ပြောဆိုထားပါတယ်ချင်းပြည်တောင်ပိုင်းဘလဝမြို့နယ်စိမ့်စင်းကျေးရွာကာမတိန်မှုကိုကြက်ငွေတင်းတရာဖြင့်ခြေအေးပေးရန်ကရကန်ရှင်နဲ့မိသားစုဝင်တွေကိုအာရခန့်တက်တို AA ကစီယုံနေတယ်လို့သိရပါတယ် ဧပြီလ9ရက်ကပလဝမြို့နယ်စင်စင်ကျေးရွာကအသက်23နှစ်အရွယ်ကလေးမိခင်တဦးကို ULAAA တပ်ဖွဲ့ဝင်အရာရှိတဦးနဲ့တပ်သားတဦးတို့ကမရင်းပြုတ်ချင်းပေးနောက်ယင်းနှစ်သက်လက်စားဖြောက်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်အပေါ် ULAAA ပြောရေးဆိုခွင့်ရှိသူဥခိုင်သူခါကမရင်းမှုကြိုးလုံနဲ့ AA တပ်ဖွဲ့ဝင်နှစ်ဦးကိုပြမှုတည်တံညှာတောင်းမှုရှိအောင်ကပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပေမဲ့ဒီကနေ့အချိန်ထိအရေးယူဆောင်ရွက်မှုမရှိသေးပဲအမှုခြေအေးပေးရန်သာညှိနှိုင်းခဲ့တာလို့သိရပါတယ်။အာရကန်တက်တို့အေအေတာဝန်ရှိသူတွေဟာယခုဂျွန်လပထမပတ်မှာဗနေမှုကျိုးလွန်ခံရတဲ့အမျိုးသမီးနေအိမ်တို့သွားရောက်ပြီးအမှုကိုသိန်းတရာဖြင့်ခြေအေးပေးရန်စီယုံပြောဆိုခဲ့ကြတာလို့ဘလဝဒေတာခန်တအူကပြောပါတယ်။ ကယကန်ရှင်နဲ့မိသားစုဝင်တွေဘက်ကတော့အေအေရဲ့ JA ပေးဖို့ညှိနှိုင်းမှုကိုလက်မခံကြသေးပဲပြည်မှုကျိုးလွန်သူနှစ်ဦးကိုတေတံချမှတ်ရန်တောင်းဆိုခဲ့ကြတယ်လို့ပလဝဒေတာခန်တဦးကပြောပါဗျာချင်းပြည်မြောက်ပိုင်းတွန်းဆာမြို့နယ်မော်ကွေးကြီးရွာမှာဧပြီလ20ရက်ကစစ်အရေး EC တပ်ဖွဲ့နဲ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းကြာဆုံးသွားတဲ့ CDF တွန်းဆာရေးပေါ်လေးဦးရဲ့ရုပ်အလောင်းတွေကို လလနိပအချာမှာဖြစ်လေရယူနိုင်ပြီးဂျိုလာဆေရဲ့နေ့မှာကောင်းမှုစွာပြန်လေတကြိုခင်ကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ April 20ရက်နေ့တုန်းကမကွေးဂျေးရွာက CDF တုံးဆောင်စခန်းကို ZRAEC တပ်ဖွဲ့ကတက်ခိုက်တင်ပိုက်ခဲ့ပြီးအဲ့ဒီကွေးမှာ CDF တုံးဆောင်တပ်ဖွဲ့ကရေပေါ်ထန်ဟောက်တုံးထန်ဟောက်ခွာထန်ဆိုင်နဲ့ဟောက်အင်တုံးတို့၄ဦးတေဆုံးခဲ့တာဖြစ်ပါတယ်။ ဇအရီ EC တပ်ဖွဲ့ကဝက်ကွေးကြီးရွာက စခန်းချပြီးဆက်လက်ထိန်းချုပ်ခဲ့တဲ့အတွက် CDF တန်းစာဖက်ကကြာဆုံးရင်းမော်တွေရဲ့ရုပ်အလောင်းတွေကိုပြန်လည်ရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။သို့တော်လည်းဂျုံကကိုရရနေ့မှာ CDF တန်းစာကဇုံမုံမုံစစ်စင်ရေးအဖြစ်ဝက်ကွေးကြီးရွာကဇအရီ EC စခန်းကို ပြန်လေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မှာကြာဆုံးရေးဖို့လေးဦးရဲ့ရုပ်အလောင်းတွေကိုပြန်လေရယူနိုင်ခဲ့ပြီးတွန်းဆန်မျိုးနဲ့ Fine to York မှာကောင်းမွန်စွာပြန်လေမြေမြုပ်တည်ထူခဲ့ကြတာဖြစ်ပါတယ်။ချင်းပြည်တွန်းဆန်မျိုးနဲ့မှာရာတိဘုံမူချက်စားရာကနေအစာစိတ်သိမ့်ပြီးအမျိုးသမီးတဦးတည်ဆုံးကတဦးမှာကိုယ်ဝန်ပြတ်ချသွားတယ်လို့သိရပါတယ်။တွန်းဆန်မျိုးနဲ့ Vivet ရွာကအသက်32နှစ်အရွယ်ဒေါ်ကျင်လန်းနန်ဟာဂျွန်လ၄ရက်နေ့ကတောင်ရာက ရရှိတဲ့မှုချက်ဆရာကနေအစိတ်တင်ပြီးအိန္ဒိယနိုင်ငံမနီပူပြည်နယ်တမ်ကာဆေယုံမှာစေကူတပ်မှုခံယူနေစဉ်ဇူလ17ရက်နေ့ကဆုံးဖတ်သွားတာလို့မြစ်ဆက်သူတွေထံကနေသိရပါဗျ။တော်ချိန်နန်းနန်ဟာမှုချက်ဆပြီးနောက်ဘိုက်အောင်ဘိုက်နာဖြစ်ပြီးနေအိမ်မှာပဲဆေးမီတူတွေနဲ့ကုတ္တရာကလည်းယောဂပူပြင်းထန်လာတာကြောင့်ဒီခါမျိုးဆေးရုံတို့ပူဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်မသက်သာနိုင်တာကြောင့်မနစ်ပူပြင်းနဲ့လမ်ကာဆေးရုံကိုဂျွန်လ9ရက်နေ့ကပို့ဆောင်ပြီးနောက်စစ်တရရနေ့မှာကွေတွန်းခဲ့တာလို့ဆိုပါတယ်။အလားတူထွန်းဆိုင်ရုတ်သေးကကိုဝန်သေးမျိုးသမီးတအူးဟာလည်းမှုအစိတ်တင်းလို့လမ်ကာဆေးရုံမှာစစ်ကူတမှုခံယူနေရပြီးကိုဝန်ပြတ်ကျသွားတယ်လို့သိရပါတယ်။ချင်းပြည်တောင်ပိုင်းဘလဝမြို့နယ်ဒေါ်ကျေးရွာမှာအမျိုးသမီးငယ်တအူးမွေကြိုက်ခံရလို့တေဆုံသွားတယ်လို့သိရပါတယ်။ ဒေါ်ဒေတာအမတ်နှစ်ဗုဒ္ဓဂါမအောက်ကျေးရွာမှာနေထိုင်တဲ့အသက်၁၁နှစ်အရွယ်မှဆောင်းလင်းဝေဟာဂျွန်လ၁၇ရက်မနက်ပိုင်းမှာဗုဒ္ဓဂါမအထက်ကျေးရွာကိုကိစ္စတခုနဲ့သွားရောက်တဲ့အချိန်မှာမွေကိုက်ခံရတာဖြစ်တယ်လို့ဘလောအခြေစိုက်ကီမိုသတင်းဌာနကဖော်ပြပါတယ်။မဆောင်နေဝေဟာမိကက်ခံရပြီးနောက်ရွာထဲသို့ပြန်လာကဆော့ကစားနိုင်သေးပြီးနေမြင့်လာတဲ့အချိန်မှာဝင်အစိတ်တက်လာပြီးတည်ဆုံသွားတာလို့ဆိုပါတယ်။ ကချင်ပြည်နယ်ဗမုံမြို့မှာကချင်လူမျိုးရဲတပ်မတော် KIA ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်ဖွဲ့တို့6လကျော်ကြာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးလက်ရှိမှာမြို့ရဲ့၃ပုံ၂ပုံခန့်ကို KIA ကထိန်းချုပ်ထားနိုင်ပြီလို့ KIO KIA တရင်းနဲ့ပြန်ကြားရေးတာဝန်ခံပူမှုကြီးတော့ဘူကပြောပါတယ်။ဗမုံမြို့တင်းတိုက်ပွဲဟာ၂၀24ခုနှစ်ဒီဇင်ဘာ၄ရက်နေ့မနက်9နာရီမှာစတင်ခဲ့ပြီးယခုနှစ်မေလအထိစစ်ကောင်စီတပ်ရဲ့အမှတ်8006 တန်ချက်ကတက်ရင်တန်ကားတက်ရင်အမြောက်တက်366နဲ့ဗမော်လီစိတ်တို့ကို KIA ပူပေါင်းတက်ကသိပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့ဗမော်မြို့ပေါ်ကစစ်စင်ရေးကွက်ကေးမှုဌာနချုပ်စကခ27အပါဝင်စစ်ကောင်စီရဲ့တစခန်း6ခုထံမင်းကိုဆက်လက်သိမ်းပိုက်ရန်ကြံရှိနေသေးတယ်လို့သိရပါတယ်။ဒီကရမေလာ20ရက်ကပုံမမျိုးကိုစစ်ကိုပို့လာတဲ့စစ်ကောင်စီရဟတ်ရင်နှစ်ဆင်းအနက်တစ်ဆင်းကိုခရိုင်ပူပေါင်းတက်က သေခံ drone တွေနဲ့ပစ်ချနိုင်ခဲ့ပြီးနောက်ထပ်ရဟရင်တစ်စင်းမှာရွှေကိုမြို့အနည်းမှာအရေးပေါ်ဆင်းသက်ခဲ့ပြီးမေလ22ရက်နေ့မှာ KIA ပူပေါင်းတပ်ထပ်မံဖြစ်စည်းနိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ဗမောမြို့မှာစစ်ကောင်စီရဲ့စစ်စင်ရဲကွကင်းမှုဌာနချုပ်စကခ27ချဲလင်တပ်ရင်ခလာရ49အမှတ်934စစ်အင်ဂျင်နီယာတပ်အမှတ်933ချောက်ပန့်တပ်အမှတ်71စစ်မြေပြင် စေတရင်နဲ့တမ88လက်အောက်ခံတရင်တွေဂျန်နေသေးပြီးနေ့စဉ်နေပါတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။